ဘာပေါ်လုံးအဖွဲ့ချုပ် FIFA ဥက္ကဋ္ဌ Infantino ကရုရှားကိုကမ္ဘာပေါ်လုံးလောကထဲမကြမီပြန်လည်ဝင်ရောက်လာနိုင်ဖို့မျှော်လင့်တယ်လို့ Belgrade မှာပြုလုပ်တဲ့49ချိန်မြောက် UEFA Congress မှာပြောခဲ့ပါတယ်။ Infantino က Ukraine မှာငြိမ်းချမ်းရေးအတွက်ဆွေးနွေးမှုတွေဆက်လုပ်နေတာကြောင့်ကျွန်တော်တို့ကမကြမီနောက်ထပ်စာမျက်နှာကိုရွေးနိုင်ပြီးဘောလုံးခင်းချင်းတဲ့ရုရှားကိုပြန်လည်ခေါ်ဆောင်နိုင်ဖို့ကျွန်တော်မျှော်လင့်ပါတယ်။ဘာလို့လဲဆိုရင်ဒါဟာအားလုံးပြည်လည်သွားပြီးလို့ဆိုလိုချင်တာပါ။ဒါကိုကျွန်တော်တို့ဝမ်းတာရမှာဖြစ်ပြီးဆုလဲတောင်းရမှာပါ။ ဘာလို့လဲဆိုရင်ဒါကဘောလုံးအကြောင်းဖြစ်နေလို့ပါလို့ပြောခဲ့တာပါရုရှားနိုင်ငံကယူကရိန်းနိုင်ငံကိုစတင်ကျူးကျော်ခဲ့တယ်2022ခုနှစ်ဖေဖော်ဝါရီလကတည်းကရုရှားကလပ်တီနဲ့နိုင်ငံအသင်းတွေကို FIFA နဲ့ UEFA တို့ကပြန်ပွဲရှင်ပြိုင်ပွဲပိတ်ပင်ခဲ့တာဖြစ်ပါတယ်အဲဒါကြောင့်ရုရှားမြို့သားဘောလုံးအသင်းဟာ2022ကမ္ဘာဖလားပြိုင်ပွဲနဲ့ Euro 2024ပြိုင်ပွဲတွေကိုလွှဲချော်ခဲ့တာပါ အခုအချိန်မှာအမေရိကန်နိုင်ငံကရုရှားနဲ့ယူကရိန်းကြားညဉ့်ညံ့ရေးအကျိုးဆောင်မှုကြိုးပမ်းနေတာကြောင့် Infantino ကရုရှားကိုကမ္ဘာ့ဘောလုံးလောကထဲအမြန်ဆုံးပြန်လာနိုင်မှုမျှော်လင့်နေတာဖြစ်ပါတယ်။ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ဥက္ကဋ္ဌစီဖာရင်ကလည်း Infantino ရဲ့မှတ်ချက်ကိုပြတ်တင်ထပ်ခဲ့ပြီးစစ်ပွဲတွေရပ်တန့်သွားတဲ့အချိန်မှာရုရှားကိုလက်ခံသွားမယ်လို့ Concrete အပိတ်သတင်းစာရှင်းတဲ့ပွဲမှာပြောခဲ့ပါတယ်။စီဖာရင်ဟာ2023ခုနှစ်ကရုရှားယူဆက်ခွန်အသင်းတွေကိုပြိုင်ပွဲရှင်ပြိုင်ခွင့်ပေးဖို့ကြိုးပမ်းမှုကိုထောက်ခံခဲ့တဲ့သူလည်းဖြစ်ပါတယ်။ UEFA အကြီးအကဲစီဖာရင်ဟာ2030ကမ္ဘာဖလားပြိုင်ပွဲကို အသင်းအရေးအတွက်64သင်းအထိတိုးပြီးကျင်းပဖို့စီစဉ်နေတဲ့ FIBA ရဲ့အဆိုပြုချက်ကိုပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းလည်းပြောထားတာပါအမေရိကန်မက္ကဆီကိုနဲ့ကနေဒါနိုင်ငံတို့ကပူးတွဲအင်ရှင်ဖြစ်ကျင်းပမယ်2026ကမ္ဘာဖလားပြိုင်ပွဲကို48သင်းနဲ့အသင်းအရေးအတွက်တိုးပြီးကျင်းပသွားမှာဖြစ်ပါတယ်